မင်းလာပါရှင့်မိတ်ဆွေတွေကို manifestation လုပ်ရတဲ့အကြောင်းနဲ့ manifestation ရဲ့အဓိပ္ပာယ်တွေကို ရှင်းပြခြင်းပါတယ်အဆုံးထိကြည့်ပေးဖို့မေတ္တာရက်ခံပါတယ်ရှင့်ကျမရဲ့ channel ကမိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုရင် subscribe လုပ်ခဲ့ပါကျမတင်သည့် video တွေကိုလမ်းမလို့ရအောင် video ရဲ့ညာဘက်အောက်ခြေကခေါင်းလောင်းလေးကိုနှိပ်ပြီး AAAO ကိုရွေးခဲ့ပါ နေဆက်တင်သည်။ဗီဒီယိုတွေက မိတ်ဆွေကိုအတိပေးတယ်။မိုင်းလုတ်ပါလိမ့်မယ်။မိတ်ဆွေပြုလုပ်စေခြင်းတဲ့ဗီဒီယိုလေးတွေအတွက်မမ်းမာရေးခဲ့ပါရှင့်။ manifestation ဆိုတာတင်းရဲ့အတွေးတွေခံစားချက်တွေနဲ့ယုံကြည်ချက်တွေကိုအာယုံစိုက်ပြီးတင်းလိုခြင်းတဲ့အရာတွေကိုတင်းဘဝတွေကိုဆွေးယူနိုင်တဲ့ဖြစ်စဉ်တစ်ခုပါ။ရိုးရိုးရှင်းရှင်းပြောရရင်တင်းအာယုံစိုက်တဲ့အရာဟာတင်းဘဝမှာပေါ်လာနိုင်တယ်ဆိုတဲ့ယုံကြည်ချက်အပေါ်အခြေခံပါတယ်။ manifestation ကဘလို့အလုပ်လုပ်လဲ။ ဆိုတော့ Manic Station ရဲ့လုံဆောင်ပုံကိုတိတိကျကျရှင်းပြဖို့ခက်ခဲပေမဲ့အဓိကအခြေခံအချက်တချို့တော့ရှိပါတယ်။ပထမအချက်ကစွဲငင်အာနိယာမာ Law of Attraction ဖြစ်ပါတယ်။ဒီနိယာမအရအလားတူအရာတွေဟာတစ်ခုနဲ့တစ်ခုစွဲငင်အားရှိပါတယ်။သင်ဟာပြုသဘောဆောင်တဲ့အတွေ့တွေနဲ့ခံစားချက်တွေကိုထုတ်လွှတ်တဲ့အခါအပြုသဘောဆောင်တဲ့အခြေအနေတွေနဲ့အရာတွေကိုသင်ဘဝထဲကိုစွဲယူနိုင်ပါတယ်။ အလားတူပဲအပြည့်သဘောဆောင်တဲ့အတွေးတွေနဲ့ခန်းစားချက်တွေကလည်းအပြည့်သဘောဆောင်တဲ့အရာတွေကိုစွဲယူနိုင်ပါတယ်။ဒုတိယအချက်ကစွမ်းရင်ဆိုတဲ့ energy ဖြစ်ပါတယ်။ကဘာပေါ်မှာရှိတဲ့အရာ အလုံးဟာစွမ်းရင်နဲ့တိဆောက်ထားတယ်လို့ယုံကြည်ကြပါတယ်။တင်းရဲ့အတွေးတွေနဲ့ခန်းစားချက်တွေဟာလည်းစွမ်းရင်ပုံစံတစ်မျိုးဖြစ်ပြီးအဲ့ဒီစွမ်းရင်တွေဟာစကြဝဠာတွေကိုနှိုင်းတွေလိုပြည့်နှံ့သွားပြီး တင်အာယုံဆိုင်တဲ့အရာတွေကိုတင်းစီပြန်လဲရောက်ရှိစေတယ်လို့ဆိုကြပါတယ်။တတိယအချက်ကယုံကြည်ချက်ဆိုတဲ့ belief ဖြစ်ပါတယ်။တင်လို့ခြင်းတဲ့အရာကိုရနိုင်မယ်လို့ခိုင်ခိုင်မာမာယုံကြည်ခြင်းဟာ manifestation မှာ အလွန်အရေးကြီးပါတယ်။တင်မှာတန်တရားတွေဒါမှမဟုတ်ကြောက်ရွံ့မှုတွေရှိနေရင်တင်လို့ခြင်းတဲ့အရာကိုရရှိဖို့ခက်ခဲနိုင်ပါတယ်။ နံပါတ်၄အချက်ကအာယုံဆိုင်မှုဆိုတဲ့ focus ဖြစ်ပါတယ်။တင်ပါကိုလိုချင်လဲဆိုတာကိုရှင်းရှင်းလင်းလင်းသိဖို့နဲ့အဲ့ဒီအရာပေါ်မှာစဉ်ဆက်မပြတ်အာယုံဆိုင်နေဖို့လိုပါတယ်။တင်ရဲ့အာယုံဟာပြန့်လွင့်နေရင်တင်လိုချင်တဲ့အရာကိုဖန်တီးဖို့ခက်ခဲနိုင်ပါတယ်။နံပါတ်၅အချက်ကလှုပ်ဆောင်မှုဆိုတဲ့ action ဖြစ်ပါတယ်။ manifestation ဟာအတွေးနဲ့ယုံကြည်ချက်တက်တက်နဲ့မပြီးပါဘူး။တင်လိုချင်တဲ့အရာကိုရရှိဖို့လိုအပ်တဲ့လှုပ်ရှားမှုတွေကိုလည်းလှုပ်ဆောင်ဖို့လိုပါတယ်။ အဲ့ဒီလှုပ်ဆောင်မှုတွေဟာတင်းရဲ့အတွေးတွေနဲ့လိုင်ယောညီထွေဖြစ်နေဖို့လည်းအရေးကြီးပါတယ်။နောက်ပြီးတော့ Manic Station လှုပ်ချင်းရဲ့အကျိုးကျေးဇူးတွေကိုပြောပြပါမယ်ရှင်။နံပါတ်၁အချက်ကပန်းတိုင်တွေအောင်မြင်နိုင်ခြင်းတင်လိုခြင်းနဲ့ပန်းတိုင်တွေကိုပုံမူထိရောက်စွာအောင်မြင်နိုင်ဖို့ကူညီပေးပါတယ်။နံပါတ်၂အချက်ကယုံကြည်မှုတိုးဝါလာခြင်းတင်လိုခြင်းတဲ့အရာတွေကိုဖန်တီးနိုင်နေဆိုတဲ့ယုံကြည်မှုဟာတင့်ရဲ့ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုနဲ့ယုံကြည်မှုကိုမြင့်တင်ပေးပါတယ်။ နံပါတ်3ချက်ကစိတ်ကျေနပ်မှုရရှိခြင်းတင်းရဲ့အတွင်းစိတ်ဆန္ဒတွေကို ဖော်ထုတ်ပြီးအဲ့ဒီအတိုင်းနေထိုင်ခြင်းကပုံမှုပျော်ရွှင်ပြီးစိတ်ကျေနပ်မှုရှိတဲ့ဘဝကိုပိုင်ဆိုင်စေပါတယ်နံပါတ်4ချက်ကခွင့်လန်းသစ်များရရှိခြင်းတင်းအာယုံစိုက်တဲ့အရာတွေနဲ့ဆက်ဆက်တဲ့အခွင့်လန်းသစ်တွေတင်းဘဝရဲကိုရောက်ရှိလာနိုင်ပါတယ်နံပါတ်5ချက်ကအပြုသဘောဆောင်သောစိတ်နေသဘောထားရရှိခြင်း manifestation ကိုလေ့ကျင့်ခြင်းကတင့်ကိုပုံမှုအကောင်းမြင်ပြီး အပြုသဘောဆောင်တဲ့စိတ်နေသဘောထားကိုပိုင်ဆိုင်စေပါတယ်။နံပါတ်6အချက်ကလှုပ်ဆောင်မှုများပြုလုပ်ပါ။တင်ရဲ့ပန်းတိုင်းစီကိုဥတီတဲ့လှုပ်ရှားမှုတွေကိုလှုပ်ဆောင်ပါအဲ့ဒီလှုပ်ဆောင်မှုတွေဟာတင်ရဲ့အတွေးတွေနဲ့လိုင်ရောညီထွေဖြစ်နေဖို့အရေးကြီးပါတယ်။နံပါတ်ခုနှစ်အချက်ကလက်လွတ်ပါလက်ကောက်တင်လိုချင်တဲ့အရာကိုရဖို့အတွက်အလွန်အမင်းဆွဲလန်းနေတာမျိုးကိုရှောင်ရှားပါစကြဝဠာကိုယုံကြည်ပြီးအချိန်တန်ရင်တင်စီရောက်လာလိမ့်မယ်လို့ယုံကြည်ပါ နံပါတ်၈အချက်ကကျေးဇူးတင်ပါတင်ပေါ်မှာရှိပြီးသားကောင်းချီးတွေအတွက်ကျေးဇူးတင်ပါကျေးဇူးတင်စိတ်ဟာအပြုသဘောဆောင်တဲ့စွမ်းရင်ကိုပုံမိုဆွဲဆောင်နိုင်ပါတယ်။ဒါကြောင့် manifestation ဟာတင်ပေါ်ကိုတင်လိုချင်တဲ့ပုံစံအတိုင်းဖန်တီးနိုင်တဲ့အစွမ်းထက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ချက်ချင်းလက်ငင်းရလတ်ကိုမမျှော်လင့်ပဲစိတ်ရှည်ရှည်နဲ့လေ့ကျင့်ဖို့လိုအပ်ပါတယ်။တင်းရဲ့အတွေးတွေခန်းစားချက်တွေနဲ့ယုံကြည်ချက်တွေကိုအာယုံဆိုင်ပြီးအပြုသဘောဆောင်တဲ့လှုပ်ဆောင်မှုတွေပြုလုပ်ခြင်းဖြင့် သင်လိုချင်တဲ့အရာတွေကိုသင်ပေါ်ရတဲ့ကိုဆွဲယူနိုင်မှာတည်ကြပါတယ်။ကျမရဲ့ channel ကမိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုရင် subscribe လုပ်ခဲ့ပါ။ကျမတင်သည်။ video တွေကိုလမ်းမလို့ရအောင် video ရဲ့ညာဘက်အောက်ခြေကခေါင်းလောင်းလေးကိုနှိပ်ပြီး AAAO ကိုရွေးခဲ့ပါ။နေဆက်တင်သည်။ဗီဒီယိုတွေကမိတ်ဆွေကိုအတိပေးတယ်မမိုင်းလောက်ပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်ရှင်။